ရုပ်တုကိုကျုပ်ရင်ကြည်လဲမကြည်ညိုတတ်ပါဘူးညာခင်ဗျားတို့များတော့ကြည်ညိုတတ်လေလားမသိဘူးကျုပ်ကသူများတွေကြည်ညိုတတ်တယ်လို့ကြားရင်ကိုနားမလဲဘူးနားမလဲဘူးကိုမမကြည်ညိုတတ်တာဟုတ်ကျုပ်တို့ငငယ်တော့ဆိုရင်ဘုန်းကြီးကြောင့်ရောက်ခါသာဘုရားရာခန်းထဲကိုဘုန်းကြီးနေပြီးကျုပ်တို့ပြဖို့ခေါ်သွားတယ်တော့ကျုပ်တို့ရင်ကြောက်ပြီးတော့ကို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 နဲ့သူ့နောက်ကနေပြီးတော့အတင်းကတ်လိုက်ရတယ်ဗျာတခါတည်းတာတချို့ကလေးတွေဆိုငိုတော့ငိုတယ်ဘုရားရုပ်တူကြီးတွေကြောက်လို့ပေါ့နော် အဲ့တော့ဘုရားယုံတူကြီးတွေကဘယ်တကယ်ပဲကြီးညိုကြကောင်းသလားပေါ့ဘုရားယုံတူကိုကြည့်ပြီးဘယ်လိုပြန်သူ့တို့ကြီးညိုလဲဆိုတာထက်တာပါလိမ့်လို့အဲ့ဒါကိုမှားလို့တောင်ပြောပြမရဘူးပြောလို့ဆိုရင်တော့ဒီယုံတူဟာလှလည်းမလှပါဘူးမလှဘူးလို့ဆိုတာကြီးညိုရလောက်တဲ့စိတ်ထဲကနေပြီးတော့မှန်းကြည့်လို့လည်းပဲကျွတ်တို့ရမပေါ်ပါဘူးလို့ဒီလိုပြောရမှာပေါ့နော်အဲ့တော့ဒီယုံတူကိုအိန္ဒကအိန်နေမှာထားရတယ်ဗျာ ကျုပ်တို့ဒီယုတ်သူတွေကလည်းပဲဟန်ဆုံးပါဆုံးထားတာလောက်ပဲလို့များတောင်လည်းထင်တယ်ဗျာရွှေတို့တွေပေါ်လာမှဗါရဲလေရွှေစစ်တွေ꽌ရာသတ္တမပရိသူပကတိပေါ်ပေါ်လာရင်သတ္တမအစစ်တွေဘာဖြစ်လဲ꽌ဖို့ဖြစ်လိမ့်မယ်တကယ်လေကဘာမှနော်အထုအယောင်တော်များယဟန်အထုအယောင်တို့သီလရှင်အထုအယောင်တို့အစစ်ဘုအထုအယောင်တို့ သာသနာတော်ကြံကြတည်ခြင်းရဲ့အကြောင်းမှာကတော့ပိဋကသုံးပုံကိုစနေရကြသင်ကြားခြင်းနဲ့ပို့ချခြင်းသည်သာလျင်ဗဒါနပဲတဲ့ဟုတ်လားအဲဒါကြောင့်ဟောပြောတဲ့ပုဂ္ဂိုလ်ရောပို့ချတဲ့ပုဂ္ဂိုလ်များရောနော်တရားပြတဲ့ပုဂ္ဂိုလ်များရော အကုန်လုံးအဓိကဘာလို့ဖို့လို့ ဘိဒကသောမောသုတ်တဝိနည်းဘိဒဘာကိုစနေတကြသင်ဖို့လိုပါလေစနေတကြသင်ခြင်းမရှိဘဲနဲ့သာဟောဟောမယ်ဆိုရင်စနေကြသင်ခြင်းမရှိဘဲနဲ့တရားပြမယ်ဆိုရင်ပฏิရူပကရီနဲ့ညှိပြီးတော့မှန်တိုင်းမပေါက်သဲတဲ့ကိုရေးသွန်းသလိုပရိသတ်ရဲ့ထမ်းပင်ကိုရေလောင်းသလိုဖြစ်နေကြမယ်နော်သာသနာတော်ကိုမြေမြုပ်ပြလို့မြေမြိုသွားလို့ငရင်လှုပ်လို့ ဟုတ်လားမြည်ကြီးတဲ့ထဲ့မြုပ်ပြီလို့သာသနာမကွယ်ဘူးဖရာတွေကြောင်းတွေမြုပ်ပြီးရင်ရမယ်သာသနာတော်ကိုမြုပ်လို့မရဘူးဟုတ်လားပတဝိတ္တဆိုတဲ့မြည်ကြီးသည်ကဖျားသာသနာကိုကွယ်အောင်မလုပ်နဲ့အဘောဓာတုနော်ရေးပင်လယ်တဲ့သာသနာမြုပ်လို့မမြုပ်ဘူးဆွမ်းနာမီလာကြနိုင်လားနော်ဒါတော့ကသာသနာမမြုပ်ပါဘူးလူတွေမြုပ်မယ်ကြောင်းတွေမြုပ်မယ်ဘုန်းကြီးမြုပ်မယ်ဒါတော့